ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်တမပြန်လဲကျဆွန်လာရဲ့ပါရှင်။ကျမတို့ channel တွေကနေနေစဉ်ပြွင်းဖြစ်ပါတဲ့များ၊ကြော်ရည်တဲ့များနဲ့နောက်ဆုံးရတဲ့များကိုအချိန်နဲ့တပင်းညစာတက်တက်ဆက်ပြီးတော့မှဖြစ်ပါရှင်။ရခုပရမအစွာစာတက်တက်ဆက်ပေးမယ့်တဲ့ကြောင်းတွေကတော့ရွေးကောက်ပွဲကျင်းပနိုင်ရင်တရုတ်ကူညီမယ်လို့စကောင်စီကပြောဆိုထားတယ်ဆိုတဲ့တဲ့တွေပဲဖြစ်ပါရယ်။ စကားစကားအစားကိုချုံမချင်းမောင်းနိုင်တဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရအထူးကိုစတဲ့မစ္စတာတိန်ရှိရှင်တို့ကနေပြည်တော်မှာမတ်လ17ရက်နေ့ကတွေ့ဆုံခြင်းမှာမြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တရုတ်နိုင်ငံကပူးပေါင်းဆောင်ရွက်မဲ့အကြောင်းဆွေးနွေးခဲ့ကြတယ်လို့စကားစင်းရအတိုင်းထုတ်ပြန်ချဖြစ်ပါရယ် စကောင်းစီရဲ့ရွေးကောက်ပွဲကျင်းပနိုင်ရင်ဂျိုတင်ပြင်ဆင်နေတဲ့အပေါ်မှာတရုတ်နိုင်ငံကအပြုတ်တော်ဆောင်တဲ့ပူပေါင်းမှုတွေဆောင်ရွက်မှုတွေပြည့်လုံးမဲ့အကြောင်းဆွေးနွေးခဲ့တယ်လို့ဆိုထားဖြစ်ပါတယ် ကြားပြင်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာတရုတ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေကြောင်းဖော်ပြထားဖြစ်ပါရည်။တရုတ်နိုင်ငံအနေနဲ့စကားဆရာရွေးကောက်ပွဲကိုနိုင်ငံတကာအတိမတ်ပြုလာအောင်ဤပညာနဲ့ငွေကြေးအကူအညီတွေပါပေးနေတယ်လို့လှုပ်ချုံရေးအရာအမည်မဖော်လို့တဲ့နိုင်ငံရေးလှလှသုံးသက်သူတွေကလည်းပြောဆိုထားဖြစ်ပါရည်။ ပထမတစ်ခုက electronics နဲ့ mapping နဲ့မှာအကူအညီပေးတာရှိပါတယ်။ရွေးကောက်ပွဲကော်မရှင်ရဲ့ပါတီတွေကိုတရုတ်ရဲ့ mapping နဲ့ဤပညာတွေပြတ်တာပြီးကူညီတာရှိပါတယ်။နောက်တစ်ခုကတော့ PKD 2021ခုနှစ်တုန်းကတရုတ်ကစကောင်းစီကိုပေးတဲ့ချင်းငွေအကူအညီထဲမှာစကောင်းစီဟာရွေးကောက်ပွဲအတွက်အတော်လေးကိုပြင်ဆင်နိုင်ခဲ့ပါတယ်။ပြီးတော့စကောင်းစီကိုနိုင်ငံတကာအသိအမှတ်ပြုခံရဖို့ကူညီနေတာမျိုးလည်းရှိပါတယ်လို့ပြောဆိုထားဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့တရုတ်နိုင်ငံရဲ့သဘောထားတည်ရှိနိုင်ဖို့ ရန်ကုန်မြို့ကမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုပ်ကို RFA ကအီးမေးလ်ကနေတဆင့်ဆက်တွဲမေးမြန်းထားဆက်ပဲဖြစ်ပါရယ်။ရွေးကောက်ပွဲကိုတော့ဒီနှစ်ကုန်ဒါမှမဟုတ်နောက်နှစ်ဆန်မှာအစောဆုံးကျင်းပမယ်လို့စကားဆောင်ပို့ချခြင်းမင်းအောင်လကမက်စလာ၃ရက်နေ့ကနေ၉ရက်နေ့အထိတပတ်ကြာတွားရောက်ခဲ့တဲ့ရုရှားနိုင်ငံနဲ့ဘယ်လာရုနိုင်ငံခီးစင်မှာပြောဆိုသွားခဲ့ကြောင်းသိရပါရယ်။ စကောင်စီရဲ့အရွေးကောက်ပွဲကိုရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတို့ကထောက်ခံပြီးကိုစလဲရီလူစောက်ကြည့်လေလာဖို့လည်းရှိတယ်လို့ဆိုထားပြပါတယ်။စကောင်စီတင်ပောက်ကိုစစ်စစ်နေတဲ့ရွေးကောက်ပွဲအတွင်းဤပညာပိုင်းအကူအညီတောင်းခံမှုတွေကိုနိုင်ငံတကာအစိုးရအနေနဲ့ညှင်းပယ်တင်တယ်လို့လည်းလူ့ခွင့်ရေးလေလာစောက်ကြည့်ရေးအဖွဲ့ HRW ကမတ်လ17ရက်နေ့မှာထုတ်ပြန်ပြောဆိုထားဖြစ်ပါတယ်။ စစ်ကောင်စီကိုလက်နက်ကန်တော်လန်တက်ခတ်နေတဲ့သူတွေအမျိုးတပ်ညီညွတ်ရေးအစိုးရအန်ယူဂျင်နဲ့အတိုက်ခိုက်အင်အားစုတွေကလည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကန့်ကွက်ထားခဲ့ကြတယ်ဖြစ်ပါတယ်။၂၀၂၀ရွေးကောက်ပွဲမှာမဲအများဆုံးနဲ့အနိုင်ရရှိခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်းအာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့မြန်မာနိုင်ငံရေးပြဿနာကို NLD ပါတီဥက္ကဋ္ဌဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှုရှိပဲမပြေလည်တဲ့အကြောင်းနဲ့စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကိုအတိအမှန်မပြည့်ကြောင်း2022ခုနှစ်အောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်ထားရတဲ့ဖြစ်ပါတယ် ဆက်လက်ပြီးတော့စကောက်စီရဲ့ရွေးကောက်ပွဲကိုနေပညာအကူအညီတို့မပေးဖို့ HRW ကပြောဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စကောက်စီဟာကျင်းပဖို့စစ်ဆင်နေတဲ့ရွေးကောက်ပွဲတွေအတွက်နေပညာအကူအညီတောင်းခံမှုကိုနိုင်ငံတကာအစိုးရတွေအနေနဲ့ငင်းပယ်တင်တယ်လို့လည်းလွတ်ခွင့်ရေးလှစောင့်ကြည့်ရဲ့အဖွဲ့ HRW ကမတ်လ17ရက်နေ့မှာထုတ်ပြန်ထားဖြစ်ပါရယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအဝင်ဂျပန်တောင်ကိုရီးယားနဲ့အိန္ဒိယတို့လိုအာရှနိုင်ငံတွေအနေနဲ့စစ်တပ်ထိချုပ်မှုကိုတရားဝင်ဖြစ်စေမဲ့စကောက်စီရဲ့ရွေးကောက်ပွဲကို ပြတ်ပြတ်တသားဆက်ကျင်တင်နေလို့ XR တမှုကတိုက်တွန်းထားဖြစ်ပါရယ် အနာသိပြန်အောင်မှာအတိုက်ခံနိုင်ငံရေးသမားနဲ့နိုင်ငံရေးပါတီတွေကိုဖက်စီဖြစ်သိမ်းမှုတွေအပောင်းဝင်စကောက်စီရဲ့အကြမ်းဖက်မှုတွေကြောင့်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ဆိုထားဖြစ်ပါတယ်။စကောက်ဆောင်တွေဟာစစ်မှန်တဲ့ရွေးကောက်ပွဲကျင်းပဖို့အတွက်နိုင်ငံကိုလှုပ်လှောက်တဲ့ထိန်းချုပ်မှုတွေလည်းရှိမနေဘူးလို့ဖော်ပြထားလည်းဖြစ်ပါတယ်။ ဒါပေမဲ့တချို့သောနိုင်ငံအ ਨੇ စုကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအားပေးထောက်ခံဖွယ်ရှိတယ်လို့ဆိုထားဖြစ်ပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲအပေါ်မှာထောက်ခံမှုအတွေ့တဘောထားကွဲလဲတာတွေလည်းရှိနေတယ်လို့ဖော်ပြထားဖြစ်ပါတယ်။ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူတွေကလည်းစစ်ကောင်စီကျင်းပမှန်ရွေးကောက်ပွဲကိုကုလအဖွဲ့ဝင်နိုင်ငံတွေကလက်မခံဖို့အတိအလင်းတိုက်တွန်းထားတယ်လို့ဆိုထားဖြစ်ပါတယ်။ အိစာတမလို့ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့တုံ့ပြန်ချက်ရရှိဖို့စကားစီရဲ့ပြောခွင့်ရတူဘိုးချုပ်စောမန်ထွန်းကို RF ကဆက်တွက်ခဲ့ပေမဲ့ဖုန်းလက်ခံဖြစ်ကြတာမျိုးမရှိခဲ့ပါဘူးရွေးကောက်ပွဲကိုဒီနှစ်ကောင်တမမဟုတ်နောက်နှစ်ဆန်မှာအစောဆုံးကျပသွားမယ်လို့စကားစောမချုံမချင်းမီအွန်လိုင်းကတော့မက်စလာ၃ရက်နေ့ကနေ၉ရက်နေ့အထိတပတ်ကြာတွားရောက်ခဲ့တဲ့ရုရှားနိုင်ငံနဲ့ဘယ်လာရုနိုင်ငံခေးစင်မှာပြောဆိုသွားခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးတော့ကုလရဲ့ကတိကဝတ်နဲ့ဗတိပခဖြစ်စေမဲ့ကိစ္စရပ်တွေမှာပါဝင်ပတ်သက်မှုမရှိကြောင်းအထူးကိုယ်စားလှယ်ကတုတ်ပြန်ထားတဲ့ဆိုတဲ့တင်ကိုတက်ဆက်ပေးမှာဖြစ်ပါရှင်။ကုလသမဂ္ဂရဲ့ကတိကဝတ်တွေနဲ့ဗတိပခတွေဖြစ်စေတဲ့ကိစ္စရပ်တွေမှာပါဝင်ပတ်သက်ဖို့တော့မရှိကြောင်းနဲ့ထိတွေ့ဆောင်ရွက်မှာမဟုတ်ကြောင်းကုလသမဂ္ဂအတင်းရမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘီရှော့ကတုတ်ပြန်ထားဖြစ်ပါရှင်။ Mrs. Julie Bishop ဟာတရုတ်နဲ့ဆက်နွယ်နေတဲ့မြမစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအချို့စီးပွားပတိပခတ်တွေရှိနိုင်တာကြောင့်စုံစမ်းစစ်ဆေးဖို့ Justice for Myanmar JFN က Master 9ရက်နေ့မှာ ကုလသမဂ္ဂအကြွင်းမှုချုပ်ကိုတောင်းဆိုထားဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးအထူးကိုယ်စားလှယ် Julie Bishop ရဲ့တဘောချာကို RFA ကစက်တွဲမင်းမြန်ခင်မှာအီးမေးလ်ကနေတစ်စင်ပြန်လည်ဖြည့်ချခဲ့တယ်လည်းဖြစ်ပါတယ်။ ဒါပြင် Julie Shaw and Partner ဟာဆိုလို့ရှိရင် JBP company ဟာတုံငန်းဆိုင်ရာမဟာဗျူဟာဆက်စအကဲပြတ်လမ်းညွှန်ပေးတဲ့ public agent ပဲ company တစ်ခုဖြစ်ကြောင်းမြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ဘဲ company ဘဲလူပုဂ္ဂိုလ်တူတူတယောက်ကိုမှအကြံပေးတာမျိုးမရှိခဲ့ဘူးကြောင်းလည်းပြန်လည်းဖြေကြားထားဖြစ်ပါတယ်။တစ္ဆက်ထဲမှာပဲ Mrs. Julie Shaw ဟာကုလသမဂ္ဂရဲ့ကျင်းဝတ်နဲ့တာဝန်ဝတ္ထရားတွေကိုအပြည့်အဝလိုက်နာကြောင်းလည်းပြောဆိုထားဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူစတီဗန်ဒူရှာရစ်ကလည်းအထူးကိုစလဟာနိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့အဖွဲ့ဝင်ဝန်ထမ်းတဦးဖြစ်တာကြောင့်ကုလသမဂ္ဂပဋိညင်းအဖွဲ့အစည်းစီမင်းလှုပ်ထုပ်လုပ်နည်းတွေနဲ့အညီလိုက်နာလှုံ့ဆော်နေကြောင်းဒီလိုလှုံ့ဆော်ရမှာအကျိုးစီးပွားဆိုင်ရာပဋိပက္ခတွေအပါအဝင်ဂုံတိုက်ခပိုင်းဆိုင်ရာအမြင့်ဆုံးစံနှုန်းတွေကိုထိန်းသိမ်းလိုက်နာကြောင်း AP သတင်းဌာနကိုဖြေကြားချဖြစ်ပါတယ် ဒါပြင်အထူးကိုယ်စားလှယ်တွေကသူ့ရဲ့ပြင်ပလှူရှာဆောင်ရွက်ချက်တွေကိုအခွင့်အရေးချမှာအတိပေးကြောင်းလည်းပြောရဲဆိုခွင့်ရှိသူကပြောဆိုထားဖြစ်ပါတယ်။ GFN ကတော့ဒီကိစ္စပေါ်မှာကုလသမဂ္ဂအနေနဲ့တမန်ကရှန်ကပြည်လဲရပြည်လဲတောင်းချုပ်ပန့်ချက်ကိုလက်မခံနိုင်ကြောင်း Julie Visual ရဲ့စီပွားရေးလှုပ်ဆောင်ချက်တွေဟာသူ့ရဲ့လုပ်ငန်းတာဝန်တွေကိုဂုံတိတ်ခါရှိရှိလှုပ်ဆောင်ရမှာလိုအပ်တဲ့ဗေမလိုက်မှုနဲ့အမိအခိုးကိမှုတွေအပေါ်မှာမိခွန်းထုတ်စင်ညာဖြစ်တယ်လို့ဒီကနေ့မှာထုတ်ပြန်ထားဖြစ်ပါတယ် ကြပြင်ဂျူလီဗီရှော့ရဲ့အကျိုးစီးပွားပတိခတ်တွေပေါ်မှာပွင့်လင်းမြင်သာပြီးတိကျအတေးချတဲ့စုံစမ်းဆက်စင်မှုတွေရလှုပ်ဆောင်ဖို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးထိတွေ့ဆက်စင်တာတွေအပေါ်မှာတက်လျော်မှုရှိမရှိကိုပြန်လည်စဉ်းစားဖို့လည်း GFN ကတိုက်တွန်းထားဖြစ်ပါတယ်။ GFN ရဲ့မတ်စတာကိုရတဲ့ထုတ်ပြန်ချက်မှာကုလအထူးကိုယ်စားလှယ်ဂျူလီဗီရှော့ဟာ energy transition mineral etn အပါအဝင်စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်ဆက်နွယ်နေပြီး etn company အတွေ့မဟာဗျူဟာအကြံပေးအဖြစ်လည်းခန့်အပ်ခံထားတယ်လို့လည်းဆိုထားဖြစ်ပါတယ်။အတည်အတွဲမြန်မာနိုင်ငံနဲ့ပတ်သက်နေတဲ့ဒီုံနိုင်ငံပိုင်း company တွေနဲ့ဆက်နွယ်နေတဲ့ Greenland data မှာရှိတဲ့ uranium နဲ့မြေရှားသတ္တုဒုဖို့ရေးစီမံကိန်းတွေအတွေ့အကြံပေးဖို့ဖြစ်တယ်လို့ဖော်ပြထားဖြစ်ပါတယ်။ ADN ရဲ့အကျိုးတွစီပွားရေးပူပေါင်းမဲ့ဖက်တွေဟာမြန်မာနိုင်ငံနဲ့ဆက်နွယ်မှုတွေရှိနေတယ်လို့ဆိုထားဖြစ်ပါတယ်။တတ်တူတူပေါ်ရေးကဏ္ဍမှာဂျူလီဘီရှော့ရဲ့ပေါင်းဝပတ်တမှုတရုတ်ကုမ္ပဏီတွေနဲ့ဆက်နွယ်မှုတွေဟာကျင့်ဝတ်အပိုင်ဆိုင်ရာစောက်ထိတ်လိုက်နာမှုနဲ့တာဝန်တွေကိုအောင်မြင်စွာထမ်းဆောင်နိုင်မှုအပေါ်မှာစိုးရိမ်ဖွယ်ရှိတယ်လို့ GFI ကထောက်ပြထားတယ်ဖြစ်ပါတယ်။အကြောင်းတစ်ဆက်ပင်မို့ဒီမှာပဲကတနာကိုပြပါရှင်။အပင်နာဆမ်အတွေ့အတွေ့ကျဆွတ်တင်ရှိပါရှင်။